ူ့မှာပါသမျှပစ္စည်းအကုန်လုံးပေးရရပြင်သူ့ရဲ့အမျိုးသမီးသူချစ်လို့ယူထားတဲ့အမျိုးသမီးကိုအခုလိုမျိုးအုပ်စုဖွဲ့ပိုင်းပြီးတော့ရင်းချစ်တက်ဖြတ်လဲဆိုတော့ဘလောက်တောင်မှခံစားလုံးဝဗျာနောင်ချိုရသွားပြီးတိတ်မကြဘူးကြောင်ဝင်ကြောင်မဲရသွားပြီးရပိုင်းလောက်မှာပဲတီဘောဆိုတော့ကြတော့တကယ်သာတက်ဖွဲ့တွေမှာခုခံတိုက်ခိုက်နိုင်တယ် င်္ဂလာပါဒီကနေ့ကတော့အော်တိုဘာလ18ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းဒါဟိုဘက်ကအွန်ဝက်ခံမဲ့သတင်းလမ်းပါတာပေါ့လေနော်အဲဥစ္စာလည်းရှိတယ်ပြီးရင်ဒါမင်းအွန်လိုင်းကပေါ့နော်သူ့ရဲ့တက်တွင်းထဲမှာဒါဘရော့မမအောင်မြင်ခဲ့တယ်ပေါ့နော်ဒါဆက်ပြုံးမွေးမြူနေပတ်သက်လို့ပေါ့နော်အခုလည်းဒါပြည်သူတွေကြားတဲ့အထိဒီနီးပညာတွေကိုတွန်းပို့နေတယ်ဆိုတဲ့ဟာရယ်ပေါ့နော်အကျုပ်ကျက်ဥကျက်ဥနဲ့ပတ်သက်တဲ့ဟာရယ်ပြီးရင်ဒီဘောနဲ့ပတ်သက်တဲ့ဟာရယ်ပြီးတော့ကြတော့ဒါပြူစောဒီနဲ့စစ်ကောင်စီတွေရဲ့ ရုပ်မှရက်ဆက်မှုတွေပေါ့နော်အဲဥစ္စာကိုဒါကိုတိုင်ကိုကြတွေ့ကြုံခန်းစားခဲ့ရတယ်ပေါ့နော်ဒါပြည်သူတယောက်ရဲ့ဒါကိုရိအကြောင်းအရာတွေပြီးရင်ဒီအထက်မှာစစ်ကောင်စီကဖားကန့်ကနေပြီးတော့အင်အားတွေထုတ်လုပ်သွားတာရှိတယ်ပြန်ပြီးတော့ထုတ်လုပ်တာပေါ့နော်အဲ့လိုထုတ်လုပ်ပြီးတော့ဘယ်နေရာတွေကိုပြန်ပြီးဖိအားပေးလာနိုင်မလဲဆိုတဲ့အကြောင်းတွေကိုတင်ဆက်သွားမှာဖြစ်ပါတယ်ပထမဆုံးတော့ဒါတီဘောပေါ့တီဘောနဲ့ပတ်သက်ရင်တော့ဒါကျွန်တော်တို့ကရှေ့မှာလည်းပြောထားပြီးသားဖြစ်တယ်ပြည်သူတွေကလည်းပြင်ဆင်ထားပြီးသားဖြစ်တယ်ဘာလို့လဲဆိုတော့ဒီဥစ္စာကိုလက်ခံနိုင်ဖို့အတွက်ပြင်ဆင်ထားပြီးသားဖြစ်တယ် တရုတ်ရဲ့စညွန်အတိုင်းပဲဒီမျိုးတွေကဒါလုံးဝပဲပြန်ပြီးတော့စစ်ကောင်စီကပြန်ထိန်းချုပ်သွားနိုင်မယ်ဆိုတဲ့အကြောင်းကိုအားလုံးကလည်းသိထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်ဖို့ကိုလည်းတရုတ်ကရှေ့တောက်လျှောက်မှာကနေကဖီအားတွေပေးခဲ့တာပေါ့နော် MNDA လို့အဖွဲ့တွေရပ်တန့်သွားတယ် TNL လို့အဖွဲ့တွေအခုထိဖိခံနေရတယ် UWSA လို့အဖွဲ့တွေကအစဒါ PRB ချင်းချုပ်တာမျိုးတွေပေါ့နော်ဒါမျိုးတွေကြောင့်မလို့ဒါလက်နက်ခဲယံစီစဉ်မှုတွေကအစထောက်ပံ့မှုတွေကအစရဆိုင်လိုက်ပြီဆိုတဲ့ပုံစံမျိုးတွေဖြစ်ပေါ်လာအောင်တရုတ်ကတေချာလေးလှုပ်ဆောင်ခဲ့တာဖြစ်တယ်ပေါ့နော် ြော့ဒါ KIU တောင်မှပဲသူတို့ဒီလိုပုံစံမျိုးလုပ်တယ်လက်ရှိလက် KIU က DPR တွေကိုခန်းစားရတာပဲဒါပေမဲ့တခုရှိတာကကြတော့ KIU မှာကြတော့ခုနလိုပေါ့နော်အဲကိုကနဲ့ကိုအစိုးပိုင်းကနေကပြင်ဆင်ထားတဲ့ကိစ္စမျိုးတွေရှိတဲ့အတွက်ပေါ့နော်ဒီတည်ယူတဲ့အပိုင်းတွေဝယ်ယူတဲ့အပိုင်းတွေမှာဒါတော်တော်လေးဒါပြန်ပြီးတော့တုံ့ပြန်နိုင်နေတာဖြစ်တယ်စစ်ကောင်စီကအဲ့လိုပဲနေဆက်ထွက်ပေါက်တွေအကုန်ပိတ်ပစ်တာတွေရှိတယ်ဒါတို့တော့မှပဲ KIU ကမင်းမှပိတ်ရင်ငါလည်းပိတ်တယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့ပြန်လှုပ်ပြခဲ့နိုင်ခဲ့သေးတယ်ပေါ့နော်အဲ့တော့ အဲဒီဘက် TNL တက်ဖွဲ့တွေဆိုရင်လည်းအဲ့တိုင်းပါပဲဒါစစ်ကောင်စီကဒီလိုပုံစံမျိုးနဲ့ပြန်တောင်းယူလာတယ်ရှိတယ်အဲပြီးတော့တရုတ်ရဲ့အကူအညီနဲ့ပဲပေါ့နော်ဒါတရုတ်ဘက်ကနေပြီးတော့လည်းပိတ်တယ်ပြီးရင်ပြည်မဘက်ကနေပြီးတော့လည်းမြောင်းလိုင်းကပိတ်တယ်အဲကြောင့်စေဝါခက်ခဲတာတွေလည်းအများကြီးရှိတယ်အဲပြီးတော့ကျတော့လက်နက်ခဲရန်ခက်ခဲတာတွေလည်းအများကြီးရှိလာတယ်ဒီအခြေအနေမျိုးမှာပြန်ပြီးတော့ဒါစစ်ကောင်စီကိုအရင်လိုပြန်တုံ့ပြန်ဖို့ဆိုတဲ့ဟာကတိတ်တော်လွယ်ကူတဲ့အရာတော့မဟုတ်ဘူးပေါ့နော်ဒါကြောင့်ဒီလိုပုံစံမျိုးနဲ့တဖြည်းဖြည်းနဲ့စုပ်နေရတာလို့လည်းယူဆတယ်ပြီးတော့စစ်ကောင်စီက ြည်သူကိုအဓိကထားပြီးတော့ဒါဘုံကျဲတိုက်ခိုက်နေရမျိုးတွေလည်းနောက်လျှောက်ကိုလုံနေတာပေါ့ဗျာအဲ့တော့ DPR တွေလည်းခံနေရတာဖြစ်တဲ့အတွက်ဒီဖြစ်စဉ်ကတော့ဖြစ်ကိုဖြစ်လာလိမ့်မယ်ဆိုပြီးတော့အားလုံးကယူဆထားပြီးသားဖြစ်တယ်အဲ့တော့စစ်ကောင်စီဘက်ကပြန်ကြည့်မယ်ဆိုတဲ့အခါကျစစ်ကောင်စီကဒီနေရာတွေကိုရတဲ့အခါမှာသူကအရင်လိုမျိုးအောင်မခံတာမတွေ့ရဘူး။ဒါနောက်ချိုကိစ္စတော့မှဆိုရင်ကြည့်လိုက်။အာဒံပေါက်စားနေပြီတို့ဒံပေါက်ဝေနေပြီတို့အာပြည်သူတွေကိုဘလို့ဂီယုတ်ဆိုင်တာတို့အာပြည်သူတွေက ပြန်ပြီးတော့သူတို့ကိုကြိုးဆိုတာတို့အဲသူတို့လာမာကိုမျောနေတာတို့ဒါမျိုးပုံစံမျိုးတွေနဲ့ဝါရဖြန့်ခဲ့တဲ့ဗီဒီယိုမှတ်တမ်းတွေအများကြီးပဲရှိခဲ့တယ်ဒါပေမဲ့ကြောက်မဲဒါအခုဒါတီဘောပေါ့နော်ဒီလိုနေရာမျိုးတွေမှာဆိုရင်တော့အဲ့လိုပုံစံမျိုးတွေတိတ်မတွေ့ရအောင်မတွေ့ရအောင်ဆိုတာကလည်းတခြားကြောင့်မဟုတ်ဘူးဒါလုံးဝဗျာနောင်ချိုးရသွားပြီးတိတ်မကြဘူးကြောက်မဲကြောက်မဲရသွားပြီးရပ်ပိုင်းလောက်မှာပဲတီဘောဆိုတော့ကြတော့တကယ်သာတပ်ဖွဲ့တွေမှာခုခံတိုက်ခိုက်နိုင်တယ်ခုခံတိုက်ခိုက်လို့လည်းရတယ် ဘာဖီအားမှလည်းမရှိဘူးတကယ်ကိုအားကျုံမဲ့တဲ့နဲ့ပြန်ပြီးတော့တိုက်မယ်ဟေ့ဆိုတဲ့ချိန်ကျရင်ဒီကောင်းနေဒီလောက်မမြန်ဘူးသိကြတယ်အဲ့လောက်မြန်စရာအကြောင်းကိုမရှိဘူးနောက်ချိုတော့ကတနစ်နီးပါးလောက်သူတို့တိုက်ခဲ့ရတာပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့သူတို့အချိုးချောင်းရတာဖြစ်တဲ့အတွက်အောင်ပွဲမခံရဲကြောင်းအောင်ပွဲမခံအောင်ပွဲခံတဲ့ကောင်တွေကဘာမှမသိတဲ့အဲ့ဘောမလို့ကောင်တွေတထောက်ခံတဲ့ကောင်တွေစစ်လော်ဘီတွေပေါ့နော်အဲ့လိုကောင်မျိုးတွေကပဲအောင်ပွဲခံတာဒါပေမဲ့လည်းစစ်ကောင်စီကဒီလိုမျိုးသူတို့ကပြင်တော့ပြင်ဆင်သေးတယ်ဘလို့ပြင်ဆင်လဲဆိုတော့သူတို့လုံးဝအသေးအံတိုက်ယူရပါတယ်ဆိုတဲ့ပုံစံမျိုးတော့သူတို့ပြင်ဆင်သေးတယ် ဘုံကျဲတာတွေအဆမပြတ်လှုပ်တယ်ဒါစစ်ကြောင်းထိုးတာမျိုးတွေကအဆတောက်လျှောက်လှုပ်ပြီးတော့ဒါလက်နေကြီးပစ်တာတွေတောက်လျှောက်လှုပ်တယ်မြေပြင်မှာတိုက်ပွဲဖြစ်နေတဲ့ပုံစံမျိုးတွေနဲ့လည်းသူတို့တောက်လျှောက်လှုပ်တယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ကျတော့ဒါနောင်ချိုတုံးကလို့တောင်ခမ်းတုံးကလို့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကြီးကြီးမားမားတိုက်ပွဲဖြစ်ခဲ့တဲ့ပုံစံမျိုးတော့ဒါသူးသူးကြကြမတွေ့ရဘူးပေါ့နော်မတွေ့ရအောင်အဲ့ဒါကျတော့ဒီဟာကြီးကကြိုတင်ပြီးတော့ဒါဒါတရုတ်ကဖိအားပေးထားတဲ့အတိုင်းပဲပေါ့နော်အဲတရုတ်ရဲ့ဝင်ရောက်ဆွဲဖွဲ့မှုအတိုင်းပဲဒါကဖြစ်လာမဲ့အရာဆိုပြီးတော့အားလုံးကသိထားပြီးသားပေါ့ဒါပေမဲ့ ်စိတ်မကောင်းဘူးပေါ့စိတ်မကောင်းဘူးဆိုတာကကြတော့မင်းတို့ကနေကြည်ပြီးပြောနေဦးမင်းတို့ကနေအရေးချင်းရှိလို့ရတာမဟုတ်ဘူးအဲ့တော့ဘလိုပဲဖြစ်ဖြစ်အခုလိုမျိုးဒါအာရခတက်တော် AA နဲ့ PDF တက်ဖွဲ့တွေကဒါတိုင်းသုံးတိုင်းနဲ့ပေါ့နော်ဒါရခိုင်ပြည်နယ်မှာဒါစစ်ကောင်စီကိုအပြင်းထန်စော်နေတဲ့အချိန်မှာဒီလိုရှေ့ပိုင်းကပေါ့နော်ဒါရှမ်းမြောက်လိုနေရာမျိုးကတခုပြီးတခုပြန်ပြီးတော့လက်လွတ်ပေးနေရတာကတိတ်တော့မကောင်းလာဘူးပေါ့နော်တိတ်တော့မကောင်းတကယ်တမ်းဒါအာဂျိုမန်တက်နဲ့ခုနလိုဒီ1027စစ်စင်ရေးတုန်းကလူမျိုးသားပေါ့နော် အဖွဲ့စုံကြီးကအဲ့လိုကြိတ်နေမှဆိုရင်ဒီချိန်မှာတကယ်ကိုကြိတ်လှနေမယ်ဒါဖြစ်စဉ်တွေတွေ့ရမှာပေါ့ဗျာအခုကျတော့စစ်ကောင်စီကအဲ့ဘက်မှာသွားပြီးတော့အသက်ရှူပေါက်ပုံစံမျိုးပြန်သွားဖြစ်နေတာပေါ့နော်အဲဒါမဲ့လေဒီတပ်ဖွဲ့တည်းရှိတာရဲ့လို့တော့မဟုတ်ဘူးပေါ့နော်ဒီတပ်ဖွဲ့တွေကအခုလိုမျိုးတရုတ်ရဲ့ဖီအားကိုခံနေရမှဆိုရင်တရုတ်ရဲ့ဖီအားမခံရတဲ့အဖွဲ့တွေကိုကျွန်တော်တို့ကြီးမအောင်ကြီးထွားအောင်တောင့်တင်းအောင်စစ်ကောင်စီကိုအပြုတ်နှံနေအောင်ကျွန်တော်တို့ဘာလဲလုပ်ကြမလဲအဲဒါတွေကလည်း တပ်ဖွဲ့အနေနဲ့စဉ်းစားတင်ပါလေပေါ့နော်အဲ့တော့ဒီတီဘောကိုစစ်ကောင်စီပြန်ထိန်းချုပ်နိုင်လို့ဒီပါဖြစ်နေပြီဆိုတဲ့အချိန်မှာဒါကျန်တဲ့နေရာတွေဘယ်နေရာတွေကထပ်ပြီးတော့ချိန်ချောက်ခံရနိုင်တယ်လဲစစ်ကောင်စီရဲ့နောက်ထပ်လှည့်ကွက်တွေကဘယ်နေရာတွေလဲ စစ်ကောင်စီစစ်များဦးလှည့်နေတဲ့နေရာတွေကဘယ်နေရာတွေလဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဒါ note video တစ်ခုမှထပ်ပြီးတော့အသေးစိတ်လေးတင်ပြပေးပါမယ်ပေါ့နော်။လက်ရှိဒီဘောကတော့စစ်ကောင်စီကမြို့ထဲထိဝင်ရောက်လာနေပြီဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်။အဲမင်းညားကနေပြောဝင်တာပေါ့နော်။မင်းညား၈နှစ်လောက်ကနေပြောစပြီးဝင်နေဆိုပြီးတော့လေဒါဒေသခံတွေကပြောကြတယ်ပေါ့နော်။ပြီးတော့ဒါဌာနဆိုင်ရာယုံနေဒါမီးလောင်တာတွေရှိတယ်ပေါ့နော်။မီးရှို့တာတွေရှိတယ်။ဒါဘက်ဘက်ကရှို့မှမသိရဘူးဆိုတဲ့ပုံစံမျိုးတွေလေဒေသခံတွေစီကနေသိရတယ်။အဒီဘောဟိုတယ်တို့ဘာတို့ကအဲ့လိုမျိုးမီးလောင်နေရတယ်ရှိတယ်ဒါပေမဲ့မိုးရွာလို့ပြန်ငိမ့်သွားတယ်ရှိတယ်ပေါ့နော်အဲ့တော့ ဲဌာနဆိုင်ရာယုံချုအဲအဲ့လိုမျိုးပုံစံမျိုးတွေမှာဒါမိရှုခံနေရတာတွေလည်းသိရတယ်ပြီးတော့ဒါစစ်ကောင်စီဘက်ကလည်းဒီဥစ္စာကိုထပ်ပြီးတော့ဝါဒဖြန့်တာသိရအဲ့ဒါဘာလဲဆိုတော့သူကဒီ16ရက်နေ့မှာဗောနော်ဒီညနေပိုင်းမှာတီဘောမြို့ဝင်တိုးကိတ်ကိုရောက်ရှိနေတဲ့အချိန်မှာအဲဒီမြို့ထဲကနေပြီးတော့ဒါမိโกလုံးတွေတွေ့ရှိရာကြောင့်မြို့ထဲကိုဝင်ရောက်ရှင်းလင်းခဲ့ကြောင်းဗောနော်အဲအချင်းဦးစီးဌာနအထွေထွေအုပ်ချုပ်ရေးမှုယုံ ြေစင်းယုံဒီဘောဟော်တယ်အပါဝင်အခြားဌာနဆိုင်ရာအဆောက်အုံတွေနေအိမ်တွေကို TNL DBL PDF အဖွဲ့တွေကမိရှုထုတ်ပြေးသွားတယ်ဆိုပြီးတော့ဒီကောင်းနေတော့တကယ်သိလားအဲ့လိုပုံစံမျိုးပြောသွားတဲ့ဟာကလည်းရှိသေးတယ်ဗောနော်ဒါစစ်ကောင်စီဘက်ကတော့တေးကြတဲ့နေရာတစ်ခုကိုသူတို့ရပြီဆိုတော့အချိန်တိုင်းမှာသူတို့ကဒီလိုပုံစံမျိုးပဲလုပ်ပါဒီလိုပုံစံမျိုးပဲဝါရဖြန့်သူတို့ရှုထားလဲတော်လိုင်းတပ်ဖွဲ့တွေကိုလွှဲချမှာပဲအဲသူတို့ဘက်ကခုနလိုဗောနော်အဲဘလို့ပဲဖြစ်ဖြစ်တေးရုပ်ရဲ့အကူအညီနဲ့သူတို့ တက်တောင်တက်တာနဲ့ရရတယ်ဆိုရင်တော့မှပဲသူကအသေးအံတက်ရတယ်ဆိုတဲ့ပုံစံမျိုးလုံးပါပဲပြီးရင်ဒါဒေတာကန်ပြည်သူတွေကသူတို့ကိုဘလောက်ပဲမကြိုးစို့ ဘလောက်ပဲသူတို့ကိုအမြင်ကက်နေပါစေအဲသူတို့ကအဲဥစ္စာကိုဒေသခံပြည်သူတွေကသူတို့ကိုလိုလားပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကတေးရုပ်ဖော်တွေလုံမှာပဲဝါရဖြန့်တာတွေလုံမှာပဲပေါ့နော်အဲကျတော့ဒါကတော့စစ်ကောင်စီရဲ့သူတို့ရဲ့ထုံးစံတိုင်းလှုံ့ဆော်နေကြအရာတွေဖြစ်တယ်ပေါ့နော်အဲပြည်သူကိုဒါကြားနေဆိုတဲ့လူတွေဒါဒီအကြောင်းတွေကိုတေချာမသိနားမလည်တဲ့သူတွေကိုသူတို့စီးယုံနိုင်မှုအတွက်ကတော့အဲ့လိုပုံစံမျိုးပဲလှုပ်လိမ့်မယ်နောက်တစ်ခုကဒီတီဘောကိုသူတို့ပြန်ပြီးတော့ထိန်းချုပ်နိုင်သွားတဲ့ဟာကသူတို့ရဲ့စစ်ကောင်စီစစ်သားတွေကိုပြန်ပြီးတော့စိတ်အားတက်ကြွစေတဲ့အကြောင်းအရာတစ်ခုလည်းဖြစ်သွားစေလိမ့်မယ် အဲအဲ့တော့ဗာလေးဆိုတော့တည့်ရတိုင်းမှာဒီကာလဒီချိန်နေမှာတို့အတွက်နေရာအနှက်မှာခက်ခက်ခဲခဲနေပေါ့နော်အဲတို့ပြင်းပြင်းထန်ထန်တုံ့ပြန်ခံနေရတာတွေရှိတယ်အဲပြီးတော့ကြတော့အဲတော်တော်လေးကိုစစ်ပန်းနေတဲ့အနေအထားတွေရှိတယ်အဲနောက်ဆုံးစစ်သွားတိုက်ခိုင်းတဲ့အချိန်မှာတော့မတိုက်တော့ဘဲနဲ့ထွက်ပြေးလောက်တဲ့အထိစိတ်ဓာတ်တွေပြည့်ရွှင်းနေတာတွေရှိတယ်အဲအဲ့ဒါကြောင့်မလို့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့အစစ်တပ်ကပြန်နိုင်နေပြီဆိုတဲ့ပုံစံမျိုးနဲ့တော့သူက သူစစ်သားတွေကိုဆက်ရတကြွအောင်ပြန်လုံးပေးနိုင်ဖို့ဒါအခွင့်အရေးတစ်ခုတော့ပြန်ရသွားတာပေါ့လေနော်အဲ့တော့ဒါကတော်လန်ရေးအတွက်တော့စိတ်မကောင်းစရာတစ်ခုပေါ့နော်နောက်တစ်ခုကတော့ဒါမင်းအွန်လိုင်းကဒါစာနယ်ရိတ်ကလုံလောက်စွာရရှိရေးအလေးထားဆောင်ရွက်ပေးနေပါပြီပေါ့နော်အဲ့ဒါလူတဦးကိုကျဲဥတလုံးစားနိုင်ဖို့ပေါ့နော်ကျဲအကောင်ကြီးတိုးဝါဖို့တွေးလိုက်ရရင်တကယ်တလွဲနေကြီးပဲပေါ့နော်အဲ့ကောင်လုံနေသမျှဟာတွေပြောနေသမျှဟာတွေစီစဉ်သမျှဟာတွေကတော့တကယ်ဟိုပြည်သူတွေဆဲလဲဆဲကျင်စရာပဲပေါ့နော်ကျဲဥရရင်ရောသူကလိုက်ဝေပေးမှာလားအဲ့ကျဲဥကိုကအလကားပေးမှာလား အပြည်သူတွေလုံးဝပေါ့ဗျာဒီကြက်ဥဒီသူပြောတဲ့အတိုင်းပဲကြက်ဥတွေအထွက်နှုံးတွေများလာတယ်ကြက်တွေပိုမွေးလာတယ်ကြက်ဥတွေပိုပြီးရလာပြီဆိုတဲ့အချိန်မှာပြည်သူကိုလကားပေးမှလားပြည်သူကဝယ်မစားရဘူးလားဒါကြောင့်ပြောနေတာအဲ့ဒါအပြည့်ရင်ဒါရန်ကုန်မြို့မှာလူဦးရေ9တန်းရှိရင်နဲ့3တန်းခွဲဟာတနေ့ကိုကြက်ဥတစ်လုံးစားဖို့ကြက်ဥ3တန်းခွဲလိုအပ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကြက်အကောင်ကြီး4တန်းမွေးရမယ်စိုက်ပျိုးမွေးမြေတွေလည်းအဲ့လိုပဲဒါအမှန်တော့ဒါပြည်သူတွေကြက်ဥစားဖို့တောင်မှမလွယ်နေတဲ့အနေထားကဒီကောင် support တကယ်ရှောက်လုပ်ခဲ့လို့ဒီကောင်အာနာယူခဲ့လို့ ပြည်သူကကြက်ဥမရှိလို့ဝယ်မစားနိုင်တာမဟုတ်ဘူးရှေ့ရသားနဲ့ဝယ်မစားနိုင်တော့တာခက်ခဲသွားတာကုံစင်းနှုံးနေကြီးမြင့်သွားတယ်ငွေကြေးဖောင်းပွမှုတွေပုံများလာတယ်ဒါတွေကဒီကောင်ကနဦးလှုပ်ခဲလိုက်တဲ့အာနာသိမ့်မှုကြောင့်မလို့ဖြစ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေပြီးရင်ပေါက်တက်ကလှုပ်တဲ့ဟာတွေအာငွေကြေးရိုက်ထုတ်တဲ့ကိစ္စမျိုးတွေဒါမျိုးတွေကြောင့်မလို့သာငွေကြေးတန်ဖိုးတွေကျဆင်းသွားတယ်ပေါ့နော်ဖောင်းပွလာတယ်ပြီးရင်ကုံစင်းနှုံးနေအဆမတန်မြင့်မားလာတယ်ပြီးရင်ပြည်သူလူထုရဲ့အလောက်ကန်ခွင့်လန်းနေပျောက်ဆုံးကုန်တယ် အလောက်ကန်ခွင်လန်းနေနေပါလာတယ်နေစဉ်နဲ့မြဝင်ဝင်ထွက်ဝင်မမြတာတော့တဲ့ပြည်သူတွေအများကြီးဖြစ်လာတယ်အဲ့ဒါကြောင့်မလို့ဒီကြက်ဥလေးတောင်ဝယ်မစားနိုင်တော့ဘူးဆိုတော့ဟာကိုဖြစ်တာအဲ့ဒါကိုဒီကောင်နားမလဲပဲနဲ့ကြက်ဥမရှိလို့ကြက်ဥမစားနိုင်တာဆိုပြီးထင်းနေပုံရတယ်အုံနောက်ကြီးရနော်တကယ်တကယ်အုံနောက်ကြီးကြက်ကြော်ကြီးတကယ်ဒီကောင်အဲ့လိုပုံစံမျိုးအဲ့တော့ကျတော့ပြောချင်တာ သူ့ကြောင့်မလို့ဒါပြည်သူတွေဒုက္ခရောက်တယ်ဆိုတဲ့ဟာကိုကြက်ကြောင့်မလို့ပြန်ပြီးတော့လက်ညှိုးထိုးနေတာကြက်ဥမစားနိုင်တော့တကယ်ပြောရင်စစ်တပ်ထဲမှာအဲ့လိုပုံစံမျိုးနဲ့ဒါဆိုက်ပြိုးမွေးမြူကြီးကစစ်တပ်ထဲမှာအများကြီးရှိတယ်တက်ထဲမှာဘောင်းဆောင်ရှိတယ်ဗျာဒါဆိုက်ပြိုးမွေးမြူနဲ့ပတ်သက်ရင်ဘောင်းဆောင်ရှိတယ်ဒါပေမဲ့အဲ့ဟာတွေအကုန်လုံးကတခູ່မှမအောင်မြင်ဘူးတကယ်ပြောတာမအောင်မြင်ဘူးအဲ့လိုမျိုးမအောင်မြင်တဲ့နီလန်းတွေကိုအခုပြည်သူတွေစီပါပြန်မျှဝေပေးနေတာဒီကောင်ဟုတ်တယ်တက်ထဲမှာပေါင်းစည်းလေယာဉ်ဆိုတာရှိတယ် ။ဒါတက်ထဲမှာတင်းထားတဲ့လဲမြေတွေရှိတယ်ဗျာ။ဒါသူတို့ပိုင်ပါတယ်ဆိုတော့မြေတွေပေါ့နော်။အဲဥစ္စာတွေကိုသူကဒီသူတို့ကိုယ်တိုင်လဲဒီတက်တက်တက်လုံးစားပြန်ပြီးတော့ဒီလဲရမြေတွေအကုန်လုံးကိုစိုက်ပြိုးတာတွေမလုပ်နိုင်ဘူး။စပါးထားပါတော့မစိုက်နိုင်ဘူးဗျာ။မဆိုင်နိုင်တဲ့အခါမှာဒါအရသားတွေကိုတီးစားချပေးတာမျိုးတွေရှိတယ်အဲ့ဒါတွေကိုအထက်ကမပြောဘူးမသိရင်တို့လယ်မြေတွေကိုတို့ပဲစိုက်နေတဲ့ပုံစံမျိုးတွေတို့လုပ်တယ်ပြီးရင်အထွက်နှုံးတွေမကောင်းမကောင်းတဲ့အခါမှာ စပားတွေကအထွက်နှုံနှုံကြဆင်းလာကြဆင်းတဲ့ခါကျတော့သူတို့တတ်မှတ်တဲ့ဧကမှာတတ်မှတ်တဲ့ဒါတင်းရေအတွက်မပြည့်ဘူးဆိုတဲ့ခါကျရင်သူအပြင်ကနေဝယ်အဲ့တဲ့အမှုတွေအဲ့လိုဝယ်ရဝယ်ပြီးအဲ့မှာဖြည့်ပေးရအဖြည့်ဖြည့်ပေးပြီးမှသူတို့ကသူတို့လေယာကထွက်တယ်ဆိုတဲ့ပုံစံမျိုးလုပ်ရတာအမြဲတမ်းရှုံးတယ် အမြဲတမ်းမအိုက်တိုင်းမဲ့အိုက်တက်တိုင်းမှာမေးကြည့်လိုက်အခုဒီစစ်သားဖြစ်မှုပါလေဆိုတဲ့လူတွေအကုန်လုံးကိုမေးကြည့်လိုက်တန်ရုံမှုဆိုတဲ့ကောင်တွေအကုန်လုံးမေးကြည့်အဲ့လိုပုံစံမျိုးပဲအဲ့မှာတက်တွင်းလဲမှာပေါ့နော်ဒီဒီတာဝန်ယူထားရတဲ့အရာရှိတယ်ရှိတယ်အရင်တော့ဆိုင်မွေးပေါ့နော်ထားချုပ်တက်ခွက်မှုဒီလိုပုံစံမျိုးတွေနဲ့တာဝန်ယူထားရတဲ့သူတွေဆိုရင်အမြဲတမ်းကောင်းခဲနေရတာသူတို့တွေလုံးဝဒါနဲ့ပတ်သက်လို့သူတို့မှာညာစိုက်ထုတ်ပြီးတော့လုံနေရတဲ့ဟာပဲရှိတယ်မြက်လာတဲ့ဆိုတဲ့ဟာမရှိဘူးနောက်တစ်ခုကဒါ10မျိုး10ပေါင်ဆိုတဲ့ဟာတွေဗျာဒါစစ်သားမိသားစုတစုပေါ့နော်မိသားစုတစုမှာဒါရှေ့သူတို့ရဲ့လိုင်းငန်းရှေ့မြေခွက်လက်တစ်ခုပေး ဲ့လိုမျိုးပေးပြီးတော့အဲ့မှာသူက10မျိုး10ပေါင်စိုက်ခိုင်းတယ်အဲအမျိုးအစား10မျိုးနဲ့10ပေါင်ပေါင်10ပေါင်စိုက်ပေါ့နော်ဟာအတီးရအဲ့လိုမျိုးစိုက်ခိုင်းတယ်ဒါပေမဲ့အဲ့ဒါကလည်းတိုင်အင်းသားဆုံးစားလို့ဖို့အတွက်ဘလို့မှမလောက်ငါဘူးဗျာမဖြစ်ထုံးဘူးဗျာပြီးတော့အဲ့အတွက်အချိန်နေမရှိဘူးဗျာသူတို့မှသူတို့ကိုပိုင်အချိန်တွေကလောက်ရတာဖြစ်တဲ့အတွက်ဒီဥစ္စာကိုလှည့်မကြည့်နိုင်ဘူးဗျာဟာအဲ့လိုအချိန်မျိုးတွေမှာသူကဘာလဲလိုက်စစ်တယ်စစ်တဲ့အခါမှာသူအမှတ်ပေးတာပေါ့အဲ့အပြစ်စုပေးတံပေးပုံစံမျိုးတွေလောက်လုတ်တဲ့ခါကျတော့တကယ်နဲ့အချိန်မပေးနိုင်အလုတ်တော်ဝင်နေများပြားအောင်ခိုင်းထားတယ်အဲအကြောင်မလို့ဒီဘက်ကိုလှည့်မကြည့်နိုင်တဲ့ခါကျတော့အပင်တွေကမဖြစ်ဘူး မဖြစ်တဲ့ခါကျဘာလို့လဲဈေးရရနေသွားပြီးဝယ်ပြီးစိုက်တကယ်ရှိတယ်အဲ့လိုမျိုးချင်းပေါင်းနေပါလေဆိုအဖေလိုက်ထိုးစိုက်အဲအဲ့လိုမျိုးလိုက်စိုက်လို့ရတာဟုတ်အဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ဒါလက်ဘူးတိုက်ပြီးဖြစ်ရှင်းရတဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်တကယ်တော့ဘာဖြစ်လဲဆိုတာဒါတွေကမအောင်မြင်ဘူးမအောင်မြင်မဲ့နဲ့အောင်မြင်တဲ့အောင်ပြထားတာပြီးရင်စစ်တပ်မှာဒါထုတ်ပေးတဲ့ဒါမတ်ဒီငွေရှိတယ်အဲ့မတ်ဒီငွေကထားပါတော့ကြက်မွေးမယ်ဆိုလဲကြက်မွေးမယ်ဝက်မွေးမယ်ဆိုလဲဝက်မွေးမယ်ပေါ့နော်အဲ့လိုမျိုးမွေးတဲ့ခါမှာသူကအရင်မပြောက်ရအောင် ပြောရရင်အရှုံးရှုံးလို့မရဘူးဗျာအရင်မပြောက်မတ်တီငွေ तू ကထုတ်ပေးတာမတ်တီငွေတော့မတ်တီငွေပဲဒါကလုံးဝရှုံးလို့မရအမြဲတမ်းမှမျက်နေရမှာပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ဒါဈေးစကားတွေဒါအပြင်ကနေပြီးတော့ဒါဝယ်ကျွေးရတဲ့အစာဘိုးတွေဒါဘိုးတွေကအစသူတို့ကဒါခွင့်မပြုပေးတာတွေရှိတယ်ဈေးစကားဘိုးတွေဒါအစာဘိုးတွေပေါ့နော်ဒါမျိုးတွေအစမတန်ကြီးလေးလာတဲ့ခါကျတော့ဒီပေးတဲ့ဟာနဲ့မမျှတတဲ့ခါကျတော့သူကဒီတာဝန်ခံတွေကစိုက်ပြီးတော့လုပ်ရချက်တွေပါလေထားပါတော့နော်ဦးစားချက်တွေပါလေဆိုရင်အခုမှဈေးတွေပါလေအစမကျွေးနိုင် မကြွေးနိုင်တဲ့အခါမှာဒါစစ်တပ်ကပေးတဲ့ဟာနဲ့မလောင်းကဘူးမလောင်းကတော့သူကသူတို့ဘာသူစိုက်ပြီးလောက်ရတယ်အဲ့တော့သူတို့ရဲ့စိုက်ပြုံးမွေးမြူရေးဆိုတဲ့စနစ်ကြီးကြောင့်မလို့ဒါစတေးခံလဲရတဲ့စစ်သားတွေအရာရှိတွေတာဝန်ခံတွေအများကြီးရှိတကယ်ပြောတာအဲ့ဒါမယုံရင်စစ်တပ်ထဲကောင်းနေတာမေ့ကြည့်ပါနော်အာပြီးရင်ဒါကြက်မွေးတယ်ကြက်တယူနစ်ကိုဒါ250ဆို250 500ဆို500အဲ့လိုမွေးတယ်မွေးရချိန်မှာဒါကြောင်ကြုံနေဘူးလေကျွန်တော်တာဝန်ခံလောက်ရတဲ့အချိန်မှာယောပါယောရတာပြောချင်တာဒီတိုင်မှုဆိုတဲ့ကောင်ကဒီကြက်ကိုမွေးဖို့အတွက်ကိုသူက ဒီဘယ်နဲ့ unit ထည့်မယ်ပေါ့နော်ဒါသူ့ချက်ချံတင် unit ဆက်လာတင် unit ဆက်လာအဲ့လိုထည့်ဒါပေမဲ့အဲ့လိုထည့်ဖို့အတွက်ကိုချက်ချံကြီးကမကောင်းချက်ချံကြီးကဗျာတော်လေးကသွားပြီးတော့ဒါအလကားရအောင်ခုတ်ထားတဲ့ဝါးတို့မျောတို့နဲ့လှုပ်ထားတာအဲ့ဒါကလည်းဗျာတက်တန်းတစ်ခုနှစ်ခုဆိုရင်ဒါအစင်မပြေတော့ဘူးလေဒါပေမဲ့အဲ့ဟာကြီးကိုကြတော့မပြင်ဘူးမပြင်မဲနဲ့သူကဒီကြက်တွေပဲမွေးကျင်မွေးတဲ့ခါမှလည်း तू ကဘယ်လိုလုပ်လဲဆိုတော့ तू ယော်ရမှာနဲ့ तू ကလည်းဒါဆိုက်ရမှာနဲ့ तू ကကာမိအောင်လို့ဒါတက်ကနေပြီးတော့2 unit ပြရဲဆိုရင်နောက်ထပ်3 unit ကို तू က तू ကသူထည့် အဲ့တော့ကြက်ချံကြီးကလိုရာထပ်ပို့ပြီးတော့သူကဒီဒီကြက်တွေကိုထမ်းထားရတာဟုတ်လားအဲ့တော့ကြာအဲ့ကြက်ချံကြီးကိုပြင်ဖို့ပြောရချင်းမှာမပြင်မဲနဲ့အဲ့လိုကြက်တွေပဲထပ်တိုးပြီးတော့ထည့်တယ်သူသူ့အတွက်လည်းကာမိအောင်အဲတက်ကိုလည်းပြလို့ရအောင်နောက်ဆုံးတက်ကနေပြီးအရှုံးပေါ်လေဆိုရင်သူကသူ့အမျက်ထဲကနေထည့်မယ်ပေါ့နော်အဲ့လိုရည်ရွယ်ချက်မျိုးနဲ့သူကလှုပ်တာအာဒီကဟောင်းကောင်းနေကြီးနေကောင်းကြီးတဲ့အတိုင်းပဲထင်းတဲ့အတိုင်းပဲနောက်နေ့ကျကြက်ချံကြီးပြိုကြပါတော့ပြိုကြပါအထည့်တဲ့ကြက်တွေပါအကုန်ပြီးပြီးသေးကုန်သေးကုန်တော့အဲ့ဒါကြာကျွန်တော်တို့ကယောရတယ်အဲ့လိုမျိုးအဲ့တော့ကြာတော့ အဲ့လိုမျိုးကြောင်းမလို့ပေါ့နော်စစ်ကောင်စီတက်ထဲမှာလုံနေတဲ့စိုက်ပျိုးမွေးမြူရေးဆိုတဲ့ဟာတွေကဘယ်တော့မှအောင်မြင်လို့မရှိဘူးသူတို့ကဗဇက်ကနေသာရှောက်ပြီးပြောနေတာလူကြီးလာစစ်ပြီဆိုတဲ့အချိန်မှာရှောက်ပြီးတော့သာပြနေတာတကယ်တမ်းအောင်မြင်တာလုံးဝမရှိဘူးတော်တာအတိုးကျက်တော့အဝက်တွေပါတွေမွေးခိုင်းတယ်အဲ့မှာကျွန်တော်တက်တက်တက်ကိုသွားစစ်တဲ့အချိန်မှာအဲ့လိုပဲဒီဒီအစာဘူးတွေပါတွေမတက်နိုင်ဘူးတက်ကနေပြီးတော့လည်းမပေးနိုင်ဘူးခွင့်ပြုတဲ့ဟာကလည်းမလောင်းတော့ဘူးအပြင်မှာလည်းအစာစီးတွေကြီးတယ်ကြီးတဲ့ခါကျတော့အဲ့ CV ဝက်တွေကိုဗာကျွေးရမှာငါပြောဦးလေကျွေးတာ ငပြိုးဦးတွေကျွေးတာကျွေးတော့အဲ့ငပြိုးဦးတွေစားပြီးတော့ဝက်တွေကအမွှေးတွေချီလုံးဝ CV နဲ့မတူတော့ဘူးဗျာတိလား data web ပုံစံဖြစ်သွားပါဘောနော်အဲ့လိုပုံစံမျိုးဖြစ်တဲ့အထိကိုဒါတက်တွေကလည်းဒုက္ခရောက်ကြတာရှိတယ်အဲ့တော့ပြောချင်တာမအောင်မြင်ဘူးစစ်ကောင်စီလုံးသမ ्या ဒီစိုက်ပျိုးမွေးမြူရေးဆိုတာဒီကောင်စောက်ပေါ်တက်ကရှောက်ပြောနေတာတကယ်တမ်းကမြေပြင်မှာအဲ့လိုမအောင်မြင်ဘူး အဲအဲ့လိုမျိုးမအောင်မြင်တဲ့နီလန်းတွေကိုအခု IG ဒါပြည်သူတွေကြားထဲတော့မှသူကဒီဥစ္စာတွေဖျက်မဲ့ရည်ရွယ်ချက်တွေရှိလောက်တယ်ဗျအဲ့တော့ပြည်သူတွေမှာစိုက်ပြီးညော်နေအောင်ပဲပေါ့နော်ဒီကောင်တကယ်အုံတော့မရှိတဲ့ကောင်ပြောချင်တာကဗျာဒီကြက်ဥတွေမရှိတော့လို့ပြည်သူတွေမစားနိုင်တာမဟုတ်ဘူးကြက်ဥတွေရှိရသားနဲ့ပြည်သူတွေကဝယ်မစားနိုင်တော့လားအဲ့လိုဝယ်မစားနိုင်အောင်လုပ်ခဲ့တဲ့ဟာကမင်းအောင်လိုက်မယ်မင်းအောင်လိုက်အာနာယူလိုက်လို့ support ကြရီထားလုပ်လိုက်လို့ဒီလိုဒီချိန်နေထိဖြစ်လာတာပြည်သူတွေဒုက္ခရောက်လာတာအဲ့ဒါကိုပဲချက်တွေကိုသွားပြီးလက်ညှိုးထိုးနေတော်တော်ဆိုးတဲ့ကောင်မဒီကောင်နောက်တစ်ခုကတော့ဒါစစ်ကောင်စီနဲ့အပေါင်းပါယူစောတီးတွေပေါ့နော်ဒီကောင်နေရက်ဆက်ရုံပါတဲ့ဖြစ်စဉ်တစ်ခုဒီနေ့ဒါ line ပေါ်မှာပြန့်နှံ့နေတယ်ပြီးတော့ကြတော့ဒီဥစ္စာနဲ့ပတ်သက်လို့လူများကလည်းစိတ်ဆိုးဒေါသထွက်ကြရရှိတယ်အဲ့ဒါကတော့ရိုးရိုးမှမှလောက်ရက်တွေကိုလှုပ်ခဲ့တာပေါ့ဗျာအဲ့ဒါကဒါကမ်ပလူမြို့နယ်တွေကစပယ်နန်းသား ဒီပြူစောတိအထိုင်စကန်အဲ့ဒီမှာစစ်ကောင်စီနဲ့ပြူစောတိရှိတယ်ပေါ့ဗျာအဲ့ကောင်တွေကဒါကောလင်းဘက်ကနေပြီးတော့ဒဇယ်ဘက်ကိုကထိန်ခင်းမှုသွားတဲ့ဒါဥကြုံမျိုးနဲ့ဒေါ်အေးမာဆိုတဲ့လင်မယား၂ဦးအဲ့ဒီလင်မယား၂ဦးကိုဖမ်းဆီးတယ်ဖမ်းဆီးပြီးတော့ဘာလုပ်လဲဆိုတော့သူတို့မှာပါတဲ့လက်ဝတ်လက်စားတွေအကုန်ယူတယ်ရွှေတွေယူတယ်လက်ကောက်တွေယူတယ်ဆွဲကြိုးတွေယူတယ်အဲဒီရွှေတစ်ချက်သားနှစ်ချက်သားအဲ့လိုအတုံးတွေကစားယူတယ်အပြည့်ရနဲ့ပတ်စံပတ်စံဆိုလဲယူတယ်ဖုန်းဆိုလဲယူတယ်ဆိုင်ကယ်ဆိုလဲတိန်းတယ်အဲ့ဒါပြီးတော့ရုပ်ရုံမှာဘာလုပ်လဲဆိုတော့အမျိုးသမီးဖြစ်တဲ့သူကိုမရင်းကျင်တက်ဖြတ် အဲ့လိုမျိုးမရင်းချစ်တက်ဖြတ်တဲ့ပြင်အမျိုးသားလှုပ်တဲ့သူကိုလည်းရိုက်နဲ့နှိမ့်ဆက်တာတွေလှုပ်တယ်။ခေါင်းတွေမှာဆိုအပေါက်ပြဲတန်ရရင်လည်းကြောတွေမှာဆိုရင်စုပ်ပြက်တန့်နေတာပဲပေါ့နော်။မျက်နှာကြီးဆိုရင်ဖူးယောင်ပြီးတော့လူယုတ်အောင်မထွက်တော့။အဲ့လိုပုံစံမျိုးရုပ်စက်ရုပ်ပြက်ဆင်းပြက်ဖြစ်အောင်ထိကိုပေါ့နော်။ရုပ်ယုံမှာလှုပ်ခဲ့တာဖြစ်တယ်။ပြီးတော့သူ့နေရာနေခန်းစားကြည့်ပြ။သူ့မှာပါမပစ္စည်းအကုန်လုံးပေးရတဲ့ပြင်သူ့ရဲ့အမျိုးသမီးသူချစ်လို့ယူထားတဲ့အမျိုးသမီးကိုအခုလိုမျိုးအုပ်စုဖွဲ့ပိုင်းပြီးတော့မရင်းချစ်တက်ဖြတ်လဲဆိုတော့ဘလောက်တောင်မှခန်းစားပြည်သူတွေခန်းစားနေရတာအဲ့လိုမျိုး ပြည်သူတွေနေစဉ်နဲ့မျှဒီကောင်တွေပေးတဲ့တောကတွေဒုက္ခတွေကိုကြုံတွေ့နေရတာပေါ့နော်အဲအားကြောင့်မလို့လဲဒါတပ်ဖွဲ့တွေကပေါ့နော်ဒီစစ်ကောင်စီရဲ့အနီးနားပတ်ဝန်းကျင်တွေကိုမသွားဖို့စစ်ကောင်စီနဲ့ဝေးဝေးမှနေဖို့မလို့အဖက်နဲ့မသွားကြဖို့ဆိုတဲ့ပုံစံမျိုးတွေထုတ်ပြန်နေတာဖြစ်တယ်အဓိကတော့အဲ့လိုမျိုးလုံနိုင်ဖို့အတွက်ကိုလည်းစစ်ကောင်စီကတမင်အခွင့်ပေးထားတယ်လို့ယူဆရတယ်အဲ့ဒါပါလဲဆိုတော့ဒီလိုမျိုးအဖွဲ့တွေဖွဲ့ပြီးဆိုတဲ့အခါမှာသူတို့ကထောက်ပံ့ပေးဖို့တာဝန်ရှိတယ်ထောက်ပံ့ပေးရမယ်အဲ့လိုမျိုးမထောက်ပံ့ပေးခြင်းတဲ့အခါကျတော့မင်းတို့ဘက်ကရှာစားဆိုတဲ့ပုံစံမျိုးလှုပ်ချပလိုက်တယ် အဲ့လိုလှုပ်လိုက်တဲ့ဟာကဒီနေ့ဒီချိန်လိုမျိုးဒီလိုလှုပ်ရက်တွေလိုမျိုးကိုဒါဖြစ်စေတော့တာပဲပေါ့နော်အဓိကတော့ကိုဘကိုရှာစားရမယ်အဲ့ခွင့်ပေးလိုက်ပြီဟေးဆိုတဲ့ခါကျတော့အာလှုပ်ပြီလေဒီကောင်နေကိုလူမိုက်လှုပ်လိုက်တော့ကွာဆိုပြီးပြောလိုက်တာ ਨੇ အထူးထူပဲအဲ့ဆိုတော်တော်ကိုမမရန်လှုပ်ရက်တွေကိုလှုပ်လာတယ်ပေါ့ဗျာအဲ့တော့ဒီလက်ဝက်လက်စားနဲ့အဖိုးတန်ငွေကြေးတွေယူအောင်နေမကအောင်အမျိုးသမီးဖြစ်တဲ့သူကိုပါအခုလိုမျိုးဒါရဲစက်စက်တက်ဖြတ်ခံလိုက်ရတဲ့ဟာဆိုတော့ဒါစစ်ကောင်စီနဲ့ဒါပြူစောတိတဲ့လှုပ်ရက်ကတော့တကယ်ကိုယွန်ရှာဆက်ဆုပ်စရာကောင်းတယ်ပေါ့နော်ဒါကဒီအမျိုးသားဖြစ်တဲ့သူကပြန်ပြီးတော့ထွက်ပြေးလွတ်မြောက်လာလို့တာ ဒီအကြောင်းတွေကိုကျွန်တော်တို့သိခွင့်ရတယ်အဲ့လိုမျိုးမလွတ်မြောက်တော့ဘဲနဲ့ပေါ့နော်အသက်ပါတည်ဆုံသွားတဲ့သူတွေဘယ်လောက်တောင်များနေပြီလဲအဲ့လိုမျိုးနဲ့ပြည်သူတွေရဲ့ငွေကြေးတွေကိုတတ်ဖြတ်ပြီးတော့လူယူနေတာဘယ်လောက်တောင်ရှိနေပြီလဲဒီကောင်တွေအဲ့လိုမျိုးလက်လွတ်စပယ်လုပ်နေတာတရားဥပဒေမရှိဘာမှမရှိအဲ့လိုပုံစံမျိုးတွေလုပ်နေတာဒီကောင်မှာဘာစည်းမျဉ်းစည်းကမ်းမှမရှိဘူးဒီကောင်တွေအခုဆိုရင်ဒါတပ်ဖွဲ့တွေကပြန်ပြီးတော့ဒါကယ်ထားရတယ်ပေါ့နော်အဓိကတော့ဒါကမ်ဘလူခရိုင်အမှတ်၃တက်ရင်ကဒါတော်လိုင်းတပ်ဖွဲ့တွေစီကိုရောက်လာတဲ့ချိန်မှသာဒါစေကူတာမှုတွေပေးရတယ်သူ့ရဲ့အကြောင်းအရာတွေသိရတယ်ဒီလိုမျိုးရင်ဖွင့်တယ်သူပြောပြတဲ့တွေ့ကြုံ တကယ်ကိုတွေ့ကြီးကြုံခဲ့ရတဲ့ဒီဖြစ်ရဆိုရေးအကြောင်းကိုကျွန်တော်သိခဲ့ရတာဖြစ်တယ်။အဲ့လိုမျိုးမဟုတ်ဖဲနဲ့ပေါ့နော်စစ်ကောင်စီလက်ထဲမှာနေမဲ့အသက်ပြောက်သွားတဲ့မြို့ပြည်သူတွေဘယ်လောက်တော့များနေပြီလဲ။အဲ့တော့ဒီကောင်းนี่မရှိမှရဒီကောင်းนี่ရှိနေလို့ကမဖြစ်ဘူး။ဒီကောင်းนี่ရှိနေဒီလိုပုံစံမျိုးတွေဖြစ်နေမှာ။အဲ့တော့ကျွန်တော်တပ်ဖွဲ့တွေကိုဝိုင်းပြီးတော့ကူပေးကြပါတပ်ဖွဲ့တွေလည်းဒီလိုမျိုးកောင်မျိုးတွေအပြတ်ရှင်းမိကြပါဘောနော်ပြီးတော့စစ်ကောင်စီကဒီလိုမျိုးချေးရွာတွေဘက်ကိုစစ်ကြောင်းထိုးတယ်ဆိုတော့ကတော်လိုင်းကြီးတပ်ဖွဲ့တွေကိုတိုက်ချင်လို့မဟုတ်ဘူးတိုက်လည်းမတိုက်ရဲဘူးမြေမီတွေ့ပြီဆိုတာနဲ့ပြေးတာဟိုနေ့ကကြည့်ပါလားရွာကိုမီးရှို့ဖို့လာတာ လာတဲ့ချိန်မှာတော်လိုင်းတက်ဖွဲ့တွေကလည်းဝိုင်းတိုင်အောင်စစ်ကြောင်းတစ်ကြောင်းလုံးမှပြတ်ထွက်သွားကြအောင်အဲ့လိုပုံစံမျိုးဒီကောင်းနေလာပါပြီဆိုတဲ့ဟာကသူတို့ကိုကြိုးရှာဖို့ပစ္စည်းပစ္စည်းတွေယူဖို့အဖိုးတန်ပစ္စည်းပစ္စည်းတွေတည်ဖို့ပြည်သူတွေကိုဒုက္ခပေးဖို့နှိပ်စက်ဖို့ခုနလိုမရင်းချင်ဖို့အဲ့လိုပုံစံမျိုးလာလို့တာအဲ့ဒါကြောင့်ဒီလိုကိစ္စမျိုးတွေကိုဒါမဘာသားတွေကိုချောက်ကိုတွေဘယ်ပြောက်အဲ့ကောင်တွေမျက်လုံးတွေဘယ်ရောက်ပြောပြအဲ့ကောင်တွေဘာလုပ်နေအဲ့လိုမျိုးဟာကြီးကြမပြောတော့ဘူးလားမထောက်ပြတော့ဒါအမှန်တရားနော်ကိုယ်တိုင်ကြုံခဲ့ရတဲ့ဖြစ်စဉ်ကြီးကိုပြန်ပြီးပြောပြထားတဲ့ကိုတွေ့ကြုံခဲ့ရတဲ့သူတယောက်ရဲ့အမှန်တရား အဲ့လိုမျိုးကောင်မျိုးတွေကအခုဘယ်ရောက်နေလဲအဲ့မှန်တရားမြုံလားဟမ်မျိုးပါကြပလာတာဆိုရဲကောင်နေပေါ့နော်အဲ့တော့ကျဒီလိုမျိုးဟာတွေကတူတော့အကျိုးပေးမှာပါပေါ့နော်အဲစစ်ကောင်စီဘက်ကကောင်နေစစ်ကောင်စီနဲ့အပေါင်းပါနေပေါ့နော်သူတို့စိတ်ဆိုင်သမျှဒါတေချာဘောက်ပြန်ရိတ်သိမ်းရမှာပဲတေချာတယ်တူတော့အကျိုးပေးလိမ့်မယ်ပေါ့နော်အဲ့တော့ဒီလိုဖြစ်စဉ်တွေကလည်းတကယ်ကိုရင်နာစရာကောင်းတဲ့ဖြစ်စဉ်တွေပေါ့နော်အဲဘာပဲဖြစ်ဖြစ်ပေါ့နော်အခုလိုမျိုးဒါသူလွတ်မြောက်လာတဲ့ဟာကိုဝမ်းသာရပါမယ်သူမိမနဲ့ဒါဒီလိုအဖြစ်ဆိုးကြီးရင်ဆိုင်ခဲ့ရတာကိုတော့တကယ်ဝမ်းနဲ့ချီးကျွေးရတယ်ပေါ့နော်ပြည်သူတွေနေစဉ်နဲ့မျှဒုက္ခဆင်းရဲတွေကိုခံနေရတာကြီးက ရင်နာစရာကြီးပြနောက်တစ်ခုကဗမောမှာတိုက်ပွဲတွေနေ့စဉ်နဲ့မျှဇက်တိုက်ဖြစ်ပွားနေရတယ်ရှိတယ်အဲ့ဟာနဲ့အတူတူပေါ့နော်ဗမောကိုပြန်ပြီးတော့ဖိအားပေးနိုင်ဖို့အဲအချို့ထူးခြားမှုတွေတွေ့ရတယ်ပေါ့နော်အဲ့ဒါစာကစားဘက်ကအင်အားတွေထုတ်လုပ်နေတာရှိတယ်အဲပြီးရင်ဒီရက်ထဲမှာလည်းဒါ KIA ဒါဌာနချုပ်ရှိတဲ့ laser လိုနေရာမျိုးကိုဒါအသေးခံ drone နဲ့ပုံကျဲတိုက်ခတ်ခဲ့တာရှိတယ်။အဲ့ဒါနဲ့ပတ်သက်လို့ဒါ KAI ကဒါပြန်ကြားရေးတောင်းခံဖြစ်တဲ့ဘုံမွေးနော်ဘူးကလည်းပြောထားတယ်ဗောနော်။ laser မျိုးပေါ်ကဗောနော်။အဲမုံလိုင်ခွင်းအနီးကဈေးတန်းကိုတိုက်ခတ်ခဲ့တာဗောနော်။ဈေးတန်းကိုတိုက်ခတ်တဲ့အချိန်မှာအဲ့မှာဈေးတယ်တိရအဖိုးကြီးဖွားကြီးနှစ်ယောက်ထိသွားရဆိုပြီးတော့လေတိရတယ်ဗောနော်။ထိသွားတဲ့နေရာကအင်ခေါ်မိုးတွေပါလေအဲ့လိုပွင့်ထွက်သွားတာဗောနော်။အဲ့တော့အဲ့လိုမျိုးပုံစံမျိုးနဲ့ဒါ laser ကိုလာပြီးတော့တိုက်ခတ်နေတာဒါနဲ့ဆိုရင်၅ချိန်မြောက်ရှိပြီဆိုပြီးတော့တိရတယ်။ပြီးတော့ ဒီနေရာတွေမဟုတ်ဘူးအခြားနေရာကချင်းပြည်နယ်တွေကအခြားနေရာတော်တော်များများကိုလည်းရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာတွေဇက်တိုက်ရှိတယ်ဇက်တိုက်လို့လို့ရှိတယ်ပေါ့နော်လွန်ခဲ့တဲ့ဒါလပိုင်းလပိုင်းလောက်ပဲရှိအောင်မယ်ဒါရက်ပိုင်းကျော်လပိုင်းနီးပါးလောက်ပဲရှိအောင်မယ်ပေါ့နော်အဲ့ကာလမှာဆိုရင်လည်းဒါစတုံးမျိုးကိုတိုက်ခိုက်ခဲ့လို့ပေါ့နော်ဒီကလင်းငယ်နှစ်ဦးပါဝင်ပြည်သူတွေ၈ဦးလောက်ပေါ့နော်ဒါတိစုံတန်ရရခဲ့တာတွေရှိတယ်ကလင်းငယ်တွေဆိုရင်အပိုင်းပိုင်းတွေပြတ်ထွက်သွားတာဒါနဲ့ပတ်သက်လို့ဒါလူရဘိုလ်ကျော်ကြီးကမောကလည်းပေါ့နော်ဒီသူ့ရဲ့ Facebook စာမျက်နှာမှာ ဒီမင်းတို့ကောင်တွေလူတော်မဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့စာသားလေးနဲ့ဒီပုံတွေကိုတင်ခဲ့တာရှိတယ်သူတို့ဘလောက်ထိချစ်ကွဲနေတယ်လဲဘလောက်ထိဒီကောင်တွေကိုမုံတီးနေတယ်လဲဆိုတဲ့ဟာမျိုးတွေလည်းကျွန်တော်မြင်ရဒါပြည်သူတွေကတော့မုံတီးမှာပဲဘာမှမဆိုင်တဲ့ရတားပြတ်မှတ်တွေကိုလှုပ်တာတပ်ဖွဲ့တွေကလည်းပြောတယ်မင်းတို့ကောင်တွေတတိရှိရင်ဈာရှိရင်မြေပြင်မှာလာခဲ့ဘာလို့လဲမြေပြင်မှာရှိတယ်ချမင်းဂန်းဂန်းချင်းဆိုးအဲ့လိုပုံစံမျိုးမင်းတို့မှာရှိသမျှဟာအကုန်တော့ခုလည်းတုံးတာပဲတုံးအဲတုံးတုံးတာတော့မှပဲဒီကောင်တွေမနိုင်ဘူးလေဘာမှမဟုတ်တဲ့ဒီရတားပြည်သူတွေကိုဒုက္ခမပေးနဲ့ဆိုပြီးတော့တပ်ဖွဲ့တွေကလည်းပြောတယ်ဒါတွေကမကြိုက်ဘူး တပ်ဖွဲ့တွေဘက်ကလည်းအဲ့လိုလုပ်တာမရှိဘူးစစ်ကောင်စီဆိုစစ်ကောင်စီရှိတဲ့နေရာကိုပဲစော်တာအဲ့အဲ့လိုမဟုတ်ဘဲနဲ့စစ်ကောင်စီကကြတော့ဒီနေရာဆိုဒီနေရာကိုဒါဆွတ်ဆွဲပြီးတော့စော်တာသူကပြည်သူဆိုလည်းပြည်သူကိုတိုက်ခိုက်ပြီးရမဟုတ်ဘူးအဲ့ဒါပြည်သူမဟုတ်ဘူးအဲ့ဒါကဒါအကြမ်းဖက်တောင်းကျမ်းသူတွေရဲ့အမျိုးဆွေတွေဖြစ်တယ်အကြမ်းဖက်တောင်းကျမ်းသူတွေကိုထောက်ပံ့ပေးနေတဲ့သူတွေဖြစ်တယ်အဲ့လိုမျိုးပလီပလာလီဇယ်ပြီးတော့ဆွတ်ဆွဲပြီးတော့တိုက်ခိုက်နေတာအပြစ်မဲ့ပြည်သူတွေတင်နေရတာအများကြီးပဲအဲ့ဒါကြောင့်မလို့တပ်ဖွဲ့တွေကလည်းပေါက်ကွဲတာအေးအဲ့ဥစ္စာတွေကလည်းမင်းတို့ပြန်ပြီးတော့ခန်းစားရအောင်ပါပဲအဓိကတော့စစ်ကောင်စီဘက်ကကောင်နေအခုလုံနေတဲ့လုံရက်တွေက လုံးဝလက်ခံလို့မရတဲ့အလုပ်တွေလုပ်နေတာပေါ့နော်အဓိကစီးရေးပြတ်မှမဟုတ်တဲ့ဒါပြည်သူတွေကိုပေါ့နော်ပြတ်မှတ်ထားပြီးတိုက်ခိုက်နေတယ်ဆိုတဲ့ဟာကတော်တော်ကိုအောက်တန်းကျတဲ့လုပ်ရည်တွေကိုလုပ်နေတာဖြစ်ကြောင်းသက်သေပြတယ်အဲ့တော့ဒီကောင်းလေးလည်းပြင်းခံပါပဲအဲ့တော့ဒါဒီရက်ထဲထူးခြားမှုဆိုတဲ့ဟာကကြတော့သူကဒီရက်ထဲမှာသူကဖားကန်ကနေပြီးတော့စစ်အင်အားစစ်ကောင်စီရဲ့အင်အား400လောက်ကိုပြန်ပြီးတော့ဆွဲထုတ်နေတာရှိဒီကာမိုင်းဖားကန်လမ်းဘိုင်းကနေပြီးတော့ပြန်ပြီးတော့ဆွဲထုတ်နေတာရှိတယ်အဲ့လမ်းဘိုင်းကိုတော့ဒါသူတို့တွေကထိန်းချုပ်ထားတဲ့ပုံစံမျိုးပေါ့ဗျာအဲ့တော့ကြတော့ အဲ့ဒီမှာတက်မနှစ်ခုရှိတယ်ဆိုပြီးတော့သိရတယ်တက်မ3သုံးနဲ့စာခ3ပေါ့နော်အဲ့အဲ့ဒီတက်မနှစ်ခုတည်းကနေမှာတက်မ3သုံးကအဖွဲတွေကိုပြန်ပြီးတော့ဆွဲထုတ်တယ်အဲဒီဖားကတ်မှာကျတော့ဘာတွေကြံခဲ့လဲဆိုတော့ဒီ asset နေနဲ့အဲခုနဒီစာခ3နဲ့အဖွဲတွေကြံခဲ့တယ်ပေါ့နော်အဲ့တော့ဖားကတ်မှာကကျတော့သူကဒီမြို့သိန်းလိုမျိုးပုံစံမျိုးဖြစ်နေတာမဟုတ်ဘူးစစ်ကောင်စီဘက်ကလည်းအဲ့လိုပုံစံမျိုးဖန်တီးနေတာတော့မဟုတ်ဘူးအဲ့တော့ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ပုံစံမျိုးတော့ရှိတယ်တိုက်ပွဲတွေကတော့နေရာအနှံ့မှာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါဖြစ်ပွားနေတာမျိုးတွေတော့ရှိတယ် ဒါပေမဲ့မြို့သိန်းဆိုတဲ့ပုံစံမျိုးကြီးနဲ့ KIA ဘက်ကလည်းအင်ပြားအပြည့်တုံးပြီးတော့တိုက်နေတာမျိုးတော့မဟုတ်သေးဘူး။အဲအဲအကြောင်းမလို့ဒီကောင်တွေကအဲ့ဘက်ကနေပြီးတော့အင်အားတွေထုတ်နှုတ်ပြီးတော့သူတို့အတွက်အရေးကြီးလာပါတယ်ဆိုတဲ့နေရာတွေကိုအင်အားပြန်လွှတ်မယ်လို့ယူဆရတယ်။အခုတော့သူတို့ကဒီအင်အားတွေကိုမိုးကောင်းဘက်ကိုပြန်ဆွဲချနေတာပေါ့နော်။အပိဓာနဲ့အလကားတော့ထားမှာမဟုတ်သေးကြတယ်ပြန်ပြီးတော့တခြားနေရာကိုပို့မှာအဲပို့မဲ့နေရာတွေကဘယ်နေရာဖြစ်နိုင်လဲဆိုတော့ကချင်ပြည်နယ်မှာအခုလက်တော့တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေကဖားကန်ဝိုင်းမော်ဗမော်ဆိုတဲ့နေရာတွေမှာဖြစ်ပွားနေတာအဲ့တော့အဲ့နေရာတွေကအခုဖားကန်ကနေဆွဲထုတ်လိုက်တယ်ဆိုတော့ ဘမော်နဲ့ဝိုင်းမော်ဆိုတဲ့နေရာမျိုးတွေကြံ့တယ်အဲ့တော့တကယ်လို့များအဲ့အင်အားတွေကိုပြန်ပြီးတော့ထုတ်ထုတ်ပြီးတော့ဒါဒီနေရာတွေကိုပြန်ပို့မယ်ဆိုရင်အဓိကဖြစ်နိုင်တဲ့နေရာကဝိုင်းမော်ဘက်ခြမ်းဖြစ်ဖို့များဘာလို့လဲဆိုတော့ဘမော်ဘက်မှာသူတို့တွေ CAF အအများကြီးခံစားနေရတဲ့ဟာကိုရှော့ချနိုင်ဖို့ဝိုင်းမော်ဘက်ကနေစစ်မျက်နှာအစ်တစ်ခုထပ်ပြီးတော့ဖန်တီးနေတာအဲ့ဝိုင်းမော်ဘက်ကတော်တော်လေးကိုကြံ့ကြံ့နံနံဖြစ်လာတဲ့အနေထားအခုနောက်ပိုင်းမှာစစ်အင်အားတွေထပ်ထပ်ပို့ပြီးတော့တန်ချက်ကတွေတင့်နေကအစားပါတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လေချောင်းပစ်ကူတွေပါအသေးအံပေးပြီးတော့ဒါတိုက်ပွဲလုပ်နေတာရှိတယ် အလမြန်ကျေးရွာဘက်မှာဆိုရင်တောက်လျှောက်ကိုတိုက်ပွဲတွေဖြစ်တာတေလိုက်တဲ့ asset တွေလေဆိုလဲအများကြီးပဲတေစစ်ကောင်စီစစ်သားပုံနေအောင်တေတာဗောနော်ဒါတွေကဗီဒီယိုတွေမှတ်တမ်းတွေရုပ်တံတွေဒါမထုတ်ပြန်လို့မသိရတာဗောနော်တပ်ဖွဲ့တွေနဲ့ရင်းနှီးတဲ့သူတွေဆိုရင်သိလိမ့်မယ်စစ်ကောင်စီဘက်ကတော့အဲ့ဟာနေရာမျိုးတွေကိုအသေးအံပြန်ပြီးတော့ဖိဖို့ကြိုးစားတယ်ဆိုလိုတာကဒီစစ်ကောင်စီကဗမောမှာလဲဒါတချို့နေရာတွေကိုသူတို့ပြန်ပြီးထိန်းချုပ်နိုင်ဖို့အသေးအံစူးစမ်းနေရရှိတယ်အဲ့လိုမျိုးထိန်းချုပ်နိုင်မှုအတွက်ကိုတဖက်ကနေပြီးတော့စစ်မျက်နှာတစ်ခုနဲ့ထပ်တိုးပြီးတော့ ဖီအားပေးနိုင်မှရမယ်လို့သူတို့ယူဆထားလို့ဖြစ်နေမယ်ပေါ့နော်အဲ့တော့ကျတော့ဒါဝိုင်းမော်ဘက်ချန်းကိုထပ်ပြီးတော့ပို့လာနိုင်ခြင်းရှိတယ်ဆိုတဲ့ဟာလေဒါယူဆလို့ရတယ်ပေါ့နော်အဲ့အဲ့မှာဒါထပ်ပြီးတော့ကျွန်တော်တို့အားတက်စရာတစ်ခုအနေနဲ့တွေးမိတာတစ်ဖက်ကပြန်တွေးကြည့်အောင်အဲ့ဒါပါလဲဆိုတော့စစ်ကောင်စီကအခုလက်တော်ဖြစ်နေတဲ့တိုက်ပွဲတွေကိုပေါ့နော်အင်အားပို့တယ်ပို့တယ်ဆိုတဲ့နေရာတွေမှာအခုလိုမျိုးတခြားနေရာကတိုက်ပွဲဝင်နေတဲ့အင်အားကိုဆွဲထုတ်ပြီးတော့ပြန်ပို့ရလောက်တဲ့အထိအဆင့်တွေဖြစ်လာနေတာကိုတွေ့ရအဲ့ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်သူတို့တွေလအတိုင်းစုနေတဲ့ပါစာအင်အား9000ရှိတယ် အဲ့အင်အားတွေအပြင်ကုန်မှာပေါ့အဲ့အင်အားတွေကိုလည်းသုံးတာပဲတောက်လျှောက်ပို့တာပဲဖြစ်နေတဲ့နေရာတွေအကုန်ပို့တာအခုရခိုင်ဘက်အရာဝတီဘက်ပဲခူးဘက်မကွေးဘက်အကုန်ပို့တာအဲ့လိုပို့တဲ့အပြင်ကုန်မှာပေါ့နော်အခုဆိုရင်တို့ရဲ့တခြားနေရာမှာတိုက်နေတဲ့ကောင်တွေကိုပါဆွဲထုတ်ပြီးတော့နောက်တနေရာပို့တဲ့ဖြစ်စဉ်တွေလည်းအများကြီးတွေ့လာရတယ်အဲ့တော့တို့ရဲ့အင်အားသုံးဆွဲမှုအပိုင်းတွေအင်အားဖြန့်ဖွဲ့မှုအပိုင်းတွေအဲအဲ့ဥစ္စာတွေမှာတို့အခက်အခဲအများကြီးကြုံနေရတယ်ဆိုတဲ့ဟာလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့တနိုင်ငံလုံးအတိုင်းအတာနဲ့ဒီချိန်မှာအကောင့်ထဲပို့နိုင်တယ်ထိုးစစ်တွေဆင်နွှဲနိုင်တယ်ဆိုရင်စစ်ကောင်စီတော်တော်လေးအကြမ်းရိုက်မဲ့အနေအထားမျိုးကိုကြုံတွေ့ရမှာ တို့အနေနဲ့ဘယ်တက်မှမအားတော့တဲ့အနေထားဖြစ်နေတာအခုကလက်ယုံတက်တွေတောင်မှတိုက်ပွဲဝင်ပေးနေရတာထောက်ပို့လိုကောင်မျိုးတွေတောင်မှတနက်ကင်နေရတာဆက်သွေးကြီးလိုကောင်မျိုးတွေတောင်မှတနက်ကင်ပြီးတော့တိုက်နေရတာအဲ့တော့ကျတော့တို့မှရှိမြအင်အားကိုသူကအကုန်ထုတ်သုံးနေရတာအဲ့ရားတွေကမှအခုဆိုရင်ဟိုနေရာတက်ဆွဲထုတ်လိုက်ဒီနေရာတက်ဆွဲထုတ်လိုက်ပြန်လုနေရပြီဆိုတော့ဒီအချိန်မှသာဒေါ်လိုင်းတက်ဖွဲ့တွေကစူပေါင်းညညွတ်စွာနဲ့ပေါ့နော်နေရာဆောင်ကနေစစ်မျက်နှာတွေဖွင့်ချလိုက်ရင်စစ်ကောင်စီတို့တော်တော်ကိုခက်ခဲသွားတဲ့အနေအထားတစ်ခုကိုရင်ဆိုင်ရလိမ့်မယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ် あっ <music>